နောက်တစ်ခါပြန်လည်းပြီးကျွန်တော်ဆက်လိုက်တဲ့ခါမှာဘယ်ရောက်လဲဆိုလို့ရှိရင်နော်ခုနဝန်တွင်ပြန်ဆစ်ဆွတ်ထလာပြီးတော့မှဒီကျွန်တော်လမ်းပေးရတယ်ပြီးတော့ဆင်းသွားတဲ့လမ်းလေးရှိတယ်ဒီမှာဆိုလမ်းလေးတွေပေးအဲ့ဒီလမ်းလေးမှာဟိုကဖုန်းလိုက်တယ်နော်အဲ့ကြောင့်လို့ကျွန်တော် GPS ဆက်လိုက်တယ်ဒီမှာသွားတွေ့တော့အဲ့တော့မှလည်းပဲနော်ဒီမြင်တွေ့တဲ့အချိန်မှာ pressure နော်ဒါဆိုရင်ရှေ့ကြီးဆင်းသွားတော့နော်ဆိုတော့တော့ကျွန်တော်တို့နော်ဘယ်ရောက်သွားပြီလဲဆိုရင်အဒီရလည်းပြီးတော့ကျွန်တော်တို့ကနော်ယောကယောကနော်အဲ့ ဖိုတိုတန်ဆိုပြီးတော့အဲ့မှာရှိတယ်။သူကအမေကန်ပေးမှာ။အဲ့မှာလည်းဆိုမျိုးတော့ပဲနော်။တခါလည်းကိုယ်ကြောင်းနေရနော်ဟုတ်လား။ဟိုအမေတီလည်းဖြစ်တယ်၊ကျေယီလည်းဖြစ်တယ်။နော်အထူးသဖြင့်မိမရီဘာရှိတဲ့ပြကြောင်းဘာအောက်ဘက်ကိုဆိုတော့စလုတ်ကစလိုက်ဖြစ်သွားတာကောတောက်ကိုတန်းရှိတန်းရှိဆင်းသွားတယ်။အဲ့ဒီတဲ့တဲ့ကြတယ်။အဲ့ဒီနေဆိုလို့ရှိရင်အကုန်လုံးလည်းပြိုတယ်။ပြိုဆိုတာက ပြေပြေချာချာပြန်ဖောက်သိင်းချပြီးတော့မှဆောက်ထားတဲ့အိမ်လူကဖေးရှိတော့သူကပင့်တက်လိုက်တာတခါတည်းအဆောင်တစ်ခုလုံးကလုံးဝကိုလေးလို့မရအောင်ပျက်စီးသွားတယ်။နောက်သူတို့ရဲ့နော်ကြိုက်ထားတဲ့လူကဖေးရှင်ပုံလေးတွေလည်းကျွန်တော်အီးမေးလ်ပို့ပါတော့ဗီဒီယိုလည်းပေးတယ်ပေါ့။ဒါမှတော့အချိန်မရလို့ကျွန်တော်မတင်တော့ဘူး။အဲ့ဒါမှတော့ ျွန်တော်တို့ offset ကတော့တိတ်မမမရှိ1.9ပဲရှိတယ်เนาะနောက်ကကျွန်တော်တို့ဘယ်ရောက်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့เนาะ Dagonji Monastery ပေါ့စကိုင်းမှာရောက်လာတယ်အဲ့ဒီမှာကျတော့တော်တော်များများ offset ကပြန်ရှိလာတယ်3.5 meter လောက်ရှိတယ်ပြီးတဲ့ခါမှာဆိုလို့ရှိရင်အဲ့ဒီမှာကော်လာပြောက်တယ်လို့เนาะအလားအပင်တွေရွေတာအင်းလေးအစာအုပ်လိုက်ခါရရွေသွားတာအကုန်လုံးအဲ့ဒီမှာကျွန်တော်တို့တွေ့ရတယ်เนาะဆိုတော့ဒီမှာလည်းပဲသူကဘာဖြစ်လို့ဆိုရင်ဟောနေเนาะဟုတ်လားเนาะတော်တော် တထားတဲ့ကြောက်တော့ရှိတယ် offset ကဆို3.5မီတာလောက်ရှိမှာတွေ့ရပါတယ်။နောက်ဒီကလည်းကျွန်တော်ဘယ်ရောက်သွားလဲဆိုတော့ရေခါအင်ပေါ့နော်။တကယ် epic center လို့ပြောနေတယ်ရေခါအင်ရောက်တယ်။ရောက်လာပြီးတော့ကျွန်တော်တို့ဘာလို့လဲဆိုရင်အဲ့ဒီမှာနော် remote တိုင်းနေနော်အတိုင်းနေနေနော်ဆက်လာနော်ဖုန်းတော်ကြီးဒီနာမှာကြာကြာမနေနဲ့ဆိုလို့ကျွန်တော်တို့နော်အဖွဲ့တွေပြန်လာတာရှိတယ်။အဲ့တော့သူတို့ရောက်အောင်တော့တိုင်းနေတယ်။ offset လည်းတခြားတော့တိုင်းနေတယ်။ အဲ့ဒီနောက်မှာတေချာတိုက်တဲ့ခါမှာတေရီကားအင်းအမြောက်ဘက်မှာကျွန်တော်တို့4.7မီတာ offset ရှိတယ်အဲ့ဒါနဲ့ရီကားအင်းနဲ့ဝင်သွားလိုက်ပြီးတော့အဲ့ဒီကနော်ကျွန်တော်တို့တာဝန်ရှိတဲ့ပုံကနေမေးကြည့်တဲ့ခါမှာနော်သူကပြောပြတာကနော်ဒါကလည်းအဒီရေကားရဲ့ရေတွေကနော်ကျွန်တော်တို့ဆူနာမီလို့လှိုင်းပြီးလှိုင်းပြီးနော်ကျွန်တော်အကုန်လုံးမှာဖြစ်ဆူနာမီမခေါ်ဘူး seas လို့ခေါ်တာဟုတ်နော်ဆိုတော့အောက်တာဆိုတိတ်တိတ်နေပြီပေါ့တော်တော့သူတာတရှင်နဲ့ကျွန်တော်ပြောခဲ့ပြီးရင်ဘာဖြစ်သေးလဲဆိုတော့အဲ့ဒီမှာဒီနှစ်ပေလောက်ဆင်းသွားတယ်ဟုတ်နော်ဒီနှစ်ပေကြောင့်ဘာကြောင့်ဆင်းသွားလဲဆိုတော့ကျွန်တော်တို့ เนาะဒီကျွန်တော်ရိုက်လာတဲ့ပြီးတော့ဓာတ်ပုံကြတော့တွေးလို့မကျွန်တော်ထင်တယ်အဲ့ဒီထက်ကိုယူဝင်လာတာပေါ့เนาะဆိုတော့အဲ့ဒီမှာဒီအဲ့ဒီဒီကန်ဆိုင်ဘုတ်ကလေးရှိတယ်မှာကျွန်တော်ဆက်ပြီးပြန်ပြီးတော့ဓာတ်ပုံရပြီးတော့ offset ကိုတိုင်းလာတယ်เนาะဆိုတော့ကဒီမှာပေါ့เนาะဒါဒီခုနကဒီဘက်မှာရှိတာကဒီကအင်းကဒီဘက်မှာကျွန်တော်ဒီကြီးကြတော့မှာเนาะမမြင်ဘူးပေါ့เนาะဒီဟိုဟိုလိုက်ဟိုလိုက်လာမှာ ဒီဖို့เนาะဝေဒီအများကြီးပြောတာပေါ့လေအဲ့ဒါကိုကျွန်တော်အဲ့ဒါเนาะအကျဲချက်ပြီးကြီးလိုက်တဲ့ခါမှာเนาะအလုံးတွေ့တဲ့အတိုင်းပဲဒီကိုင်းကဒီမှာသူဖော့တွေကဒီမှာအများကြီးဖြတ်အဲ့ဒါနဲ့เนาะအဲ့ဒီနေရာကိုရောသွားတယ်မတော်ပါနဲ့တားတယ်เนาะဒါပေမဲ့ကျွန်တော်တစ်ဖက်ကလှည့်ပြီးခလေးကိုစီအောင်ပြမှာလိုက်ပြတော့ချက်လေးနှစ်ကောင်တိတ်တက်ကြွရတယ်လိုက်ပြနော်လိုက်ပြလဲပြီးတော့တော့သွားတဲ့ခါမှာရေကားအိမ်ရမယ်ပြီးတော့မှနော်ဟုတ်လားအဲကွက်ကြောင်တုံးဘူးပေါ့နော်ဟုတ်လား online တုံးကြောင်ထွက်လာနော်ဒီမှာမြင်ရတဲ့အတိုင်းပဲကြောင် နော်ဟုတ်လားဒီဘက်မှာတကြောင်းနော်ဒီဘက်မှာတကြောင်းရှိသေးတယ်နော်ဆိုကြည့်လေရေထဲမှာငွေလေးရတယ်သူသူအကွက်တည်းညက်ကြည့်နေတာနော်ညက်ကြည့်နေတော့ညက်နော်ဆိုတော့အဲ့ဒါကကျွန်တော်ဒီကနေကြည့်လိုက်ပြီးတော့ဒီလိုကန့်ပြပြန်ရိုက်လိုက်တဲ့ပုံကိုကိုကုန်းမှုဆိုလို့ပါရိုက်တယ်နော်ဆိုတော့အဲ့ဒီကလည်းတဆင့်ပဲဘာဖြစ်လာလို့ဆိုလို့ရှိရင်ဒီကုန်းဘောကတခါအကွက်ကြောင်းကိုကျွန်တော်လိုက်တယ်အဲ့ဒီတိုင်းပဲအကွက်ကြောင်းမိတွေကတော့ရှော့အဲ့ဒီမှာအဲ့တော့အဲ့ဒီတဲ့ထဲမှာရှိနေတဲ့ရွာလေးကတော့တော်တော်မတန်မတောက်ဘူးနော်အကုန်လုံးတော်တော်များများပျက်စီးတယ်ခါအထူးသဖြင့်တော့ grid locking ဒီတော့မမကျွန်တော်နိုင်ငံမှာ print login ပြီးတော့အဆောက်ကြတယ်။ဟာတကယ် engineering ပုံစံလည်းမဆောက်ပဲနဲ့ကျွန်တော်တော်လက်တော်မှလည်းဆောက်တာပဲ။အကုန်လုံးပါကြံခဲ့လို့ဆိုတော့ down လေးတွေပဲချမ်းခဲ့တော့နော်။လာပြီးဖြစ်နေတော့နော်။ဆိုတော့ဒါကကျွန်တော်ရွာထဲမှာဝင်လိုက်တယ်။တိုင်တယ်ဒီမှာဆွန်တယ်ပဲနော်။ဟိုလာဟိုမှာတော့နော်4.7လောက်ရှိဒီမှာတော့5.4ရှိတယ်။နောက်တစ်ခုကဒီကျွန်တော်တော့ကမ္ဘာ အဲကျွန်တော်ဆရာကအများအားပြောတယ်နော်တွန်လေးလာတဲ့အချိန်မှာအများအားနော်ပရိကာစားနဲ့ပတ်သက်ပြီးလူတွေဘာပြောလဲလဲမေးခဲ့ပါဘူးနော်ဆရာကလည်းတက်ပြီးအဆောင်မေးကြည့်တဲ့ခါကျတော့မနေ့မလုတ်ခင်မှာကျော်တော်ကရေကားအင်းနဲ့မှာပေါ့နော်ခါတယ်နော်မဲမဲအလုံးကြီးတက်လာမဲမဲဆိုတော့အောက်ကရှော့အနေနဲ့တင်နေဒီကနော်တော်တက်လာတဲ့ gas တွေဖြစ်မှာပေါ့အဲ့တော့တက်လာပြီးပြန်ကျသွားတယ်ဆိုတော့သူကလည်းမှတ်မထားလိုက်ဘူးနော်ဘယ်နေဘယ်ချင်းပါနေဖြစ်တယ်ဒါမှမသိမကြဘူးလေအဲ့ဒါဖြစ်ပြီးတဲ့ခါမှာ เนาะအပိလှုပ်တယ်ဆိုတော့ဒါဒီပရိကာစမြဖြစ်နေမလားเนาะဆိုတော့ဒီဆိုရင်ကျွန်တော်ကပါလို့ရလဲဆိုလို့ရှိရင်เนาะဒီเนาะဒီပရိကာစဆိုတဲ့ဘောတရားလေးတွေကိုလည်းကျွန်တော်ကเนาะဒါပရိသတ်တွေကိုလူလူသိအောင်နောက်နည်းနည်းလေးပညာပိလူငါနေလူမှာပေါ့เนาะနောက်များတော့ဖြစ်တော့ကျွန်တော်အဲ့ဒီဒေသမှာရှိတဲ့လူတွေကစိတ်ပညာရလူရနေကြတဲ့အတွက်ကြောင့်ကျွန်တော်ဖွဲ့တယ်เนาะဒီကပြလိုက်တဲ့ living with aquasaur တွေကိုเนาะဝင်လဲကျွန်မတို့ရင်းရင်းဆိုလို့ရှိရင်ရောက်တဲ့နေရာမှာ เนาะသူကဘာလို့ဆိုရင်သူ့ရဲ့တောင်းရင်ကအဲ့ပညာပြီးတော့ပေါ့လေဆိုတော့ကျွန်တော်ကတော့ကျွန်တော်ကတော့ဂျုံလို့တို့ပါ냐ဘောเนาะအဲ့သူ့ခန္ဓာကိုယ်နဲ့ကြောက်တို့ပုံမလဲเนาะပညာပြီးတဲ့လို့ကသူကသင်ချက်လုပ်ပြီးတော့ဗောเนาะဆိုတော့တိုးလက်တော့သဘောကျပါတယ်เนาะအားရပါနဲ့เนาะအဲ့ကျွန်တော်ဝိုင်းမဲ့ပြီးတော့ဗောเนาะဟုတ်လားအဲ့ခံကြည့်မှုတာတွေလည်းလုပ်တာဗောเนาะဆိုတော့ကနောက်တစ်ခါကျွန်တော်ဆက်လိုက်တယ်ဆက်လိုက်တဲ့ခါမှာနောင်မြေတဲ့เนาะကော်တာစကိုင်းမှာဗောเนาะ ဆိုတော့အဲ့မှာဆိုရင်လည်းပဲ four line တည့်တယ်ပါပဲတော့ပြီးတော့ကြာနေတယ်ဆိုတော့အဲ့တော့မှဆိုရင်လည်းတွေ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နော်ပထမတော့လာအကျယ်ယူရဲ့နော်အဲ့ဒါ offset ဖြစ်လဲပြီးတော့ဒီဘက်ကခြံဒီဘက်ကိုယူလာတော့အဲ4.5 meter ရှိတယ်အဲ့မှာဆိုအင်းကအလုံးလိုက်ကြီးတွေ့ယူလာတယ် ရလာပြီးတော့အဲ့မှာနော်ကျွန်တော်တို့အာ1956ကိုခီလိုက်တဲ့နော်အဖွားကြီးတယောက်ထွက်လာတယ်သူကဆယ်နှစ်သမီးပဲအဲ့ဒီမှာသူကမဆိုးဘူးပြဒီမှာတခါတော့ဆိုးတယ်သူ့အိမ်ကြီးကဒီဘက်ကိုယူလာတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကပြန်ပြန်ဆောက်နေပေါင်းခဏဆောက်ပေါင်းမဆောက်ပါနဲ့ဘူးနော်ဆိုတော့နော်သူ့ကိုလည်းတားထားတယ်သူကလည်းပဲပေါ့လို့တော်တော်လေးတက်ကြွားတယ်ပေါ့တခါလေမတိပေါင်ဆရာတို့မကြည့်ပင်နေကုန်ပေးသွားပြီတဲ့ပေါ့နော် ဟုတ်မှာပေါ့ချွေလာတဲ့ချိန်ကြီးတောင်းပြီးပြတော့အဲ့တော့မကြည့်ဘူးနဲ့သေးတော့မှာပေါ့နော်ဆိုတော့အဲ့တော့အားအလို့လားဘာညာမသူတို့အားရကိုပြင်ချင်မေးချင်တာကျွန်တော်ကလည်းအချိန်ရမရဘူးလေဆိုတော့ကောင်းလေးကိုသူတို့ရှိရလဲစုံယူကျွန်တော်ရှိရလဲသူတို့ရှိရတယ်နော်စုံယူတာဒီလိုရတော့ပေါ့နော်နောက်တစ်ခုကျွန်တော်ဘာလို့လာလဲဆိုလို့ရှိရင်ကျွန်တော်တို့နော်ဒီနော်ဒေါက်ချောက်လိုင်းလိုင်းနဲ့စကိုင်းဖော့ကနော်ဒီအဝိမိထောက်ဖြတ်တယ်ပေါ့နော်ဟုတ်လားအဲ့တော့သူတို့ဒေတာခေါ်တော့ เนาะဟုတ်လားပြည့်ရွေးစာကြီးဆက်ောက်တယ်เนาะဆိုတော့ဒီမှာတဲ့တယ်เนาะရာဝတိဖြတ်ပြီးဆက်သွားတယ်အဲ့ဒီဒီဘက်မှာတော့အင်ဝါတရာကြီးเนาะဟုတ်လားเนาะကျွန်တော်တို့ဖီလိုဝါဖြစ်နေတာကိုတွေ့ရတော့เนาะဆိုတော့ကောင်းပြီဒီမှာလက်ကြည့်မယ်ဆိုလို့ရှင်ကျွန်တော်စကန်းရံကြည့်လို့ပြီပေါ့เนาะဆိုတော့ဒီလိုနမက်ကထုတ်ထားပြီးသားဖော့အလက်တန်ထားပြီးသားအကုန်လုံးเนาะဆိုတော့ပိုးလုံးတွေကမီလန်ဆော့ပြီးသားဘလော့ကမှာဆက်ပြီးပြတ်ဖတ်ထားတယ်เนาะဒီဘက်ကနော်ဒီဘက်ကြည့်တယ်ဆိုတော့နော်ဒါဒီကတော့ဒီတိုက်တိတာနောက်နှစ်ချောင်းကွက်ထွက်သွားပြီးတော့ဒီဘက်မှာပဲဒီလိုနော်ဟိုဘက်မှာလည်း ်ဟောက်တော့ရှိတယ်ဒီဘက်မှာလည်းဟောက်တော့ရှိတယ်အထူးသဖြင့်ကျွန်တော်တို့เนาะမက်တမော့ဖစ်တွေเนาะဟုတ်လားကျွန်တော်တော်မင်းမှာတွေ့ရတယ်ဆိုတော့เนาะဘာဘာပဲလုံလို့ရလဲဆိုလို့ရှိရင်ဒီဘက်မှာလည်းတော့တူရဲ့ကတည်းကဒီဘက်ကတိတ်ပြီးတော့တက်စီနေပြီးတော့ဒီဘက်ကတက်စီများတယ်ဆိုတော့သောတော့ကလေးတွေတင်ပြသွားသလိုပဲเนาะကိုတင်လို့ရှင်တို့ဆန်နီကိုတင်ပြသွားသလိုပဲသူ့ရဲ့เนาะဖော့ပက်တန်ကြောင့်ဖြစ်တာပေါ့เนาะဆိုတော့ကျွန်တော်အလားနဲ့ပြန်လာပြီးတဲ့ခါမှာเนาะကျွန်တော်တို့เนาะဒီ ဘယ်ရောက်လာလဲဆိုလို့ရှင်တော့ရင်းတော့ရက်ကွယ်ရောက်လာတာပေါ့နော်အဲ့ဒီနေရာကတော့အလုံးတည်တဲ့အတိုင်းပဲနော်ကာတစီလုံးရုပ်သွားတယ်ဆိုတဲ့နေရာပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်ပြမတ်သိထားတာကမန္တလေးမှာဖြစ်တဲ့အကွေကနော် liquefaction ဖြစ်ဖို့တော့အချိန်မရလေဘူးမျက်လုံးအကြည့်လို့ရှီယားဖြစ်တဲ့အတွက်ကြောင့်နော် direct ကိုတစ်ခါတော့ပြပြပြီးဆင်းသွားတယ်အပြင်ကလူကြီးနေတော့ညီကြီးတွေမြိတ်ကြတယ်လူထင်ရပေမဲ့ဒီကရန်ကြတော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ လားเนาะဒီဟိုဟာဘစ်ကုတ်မုတ်တို့လို့ဟာလို့ထိချလိုက်တို့သူကပြီးဝင်သွားတာဆက်ပြီးမဲ့ဒီကိုဖိရှင်းမဖြစ်ဘူးလို့ကျွန်တော်ကတော့မဟုတ်ဘူးဒီကဖြစ်ကိုဖြစ်ရမယ်ဆိုကျွန်တော်တော့တွေ့တဲ့အခါမှာအဲ့ဒီကာဒစီမိတ်သွားတဲ့နေရာမှာကျွန်တော်တော့ပြီးတွေ့လိုက်တယ်တွေ့ရတွေ့ကြမှာခုနလိုပဲเนาะသူ့ရဲ့ pressure train ကခုနပြီးလို့မတင်ပြသွားတယ်เนาะဒီဘက်ကိုသွားပြီးအဲ့တော့ရှောက်နော်ဟလာကျွန်တော်ဒီကိုဖိရှင်းတန်းကြီးရသွားတော့ဗောနော်တကယ်လို့ဒါကျွန်တော်ကအချိန်နဲ့ရမယ်ဆိုရင်အဲ့ဒီကွန်ဘက်ထီသွားတယ်ပေါ့ နော်အဲ့ဒီကနေတန်တန်ကြည့်တယ်လို့ရှင်ကကျွန်တော်နန်းတော်မှာပျက်စီးသွားတဲ့ line နေနဲ့နော်သွားပြီးတော့နော်ဒါအတက်နဲ့လူဖြစ်နေတာပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့အချိန်ရမယ်ဘာညာဆိုရင်လည်းထပ်ပြီးတော့သွားလို့ရအဲ့ဒီညမှာပြီးတော့ထပ်တွေ့လဲဆိုလို့ရှင် liquidation induced ground settlement နော်စာဝီအခုဂျုံကြသွားတယ်အဲ့ကျွန်တော်တို့တော့တာလီမှာကျွန်တော်တို့တောင်းလင်းကြီးမှာဆယ်ဦးတမင်းနဲ့တွားရနေလဲတွေ့ခဲ့ပြီးပြီနော်ဟာ ground settlement တချို့အင်းနေဆိုလို့ရှင်နော် ကြောင်ဝင်သွားတယ်တချို့ကလူတရက်ရှိတယ်เนาะပြီးလက်ပြီးတော့เนาะအဲ့လိုလူမလွတ်တော့ဘူးစသဖြင့်ပေါ့เนาะတချို့ဆိုလို့ရှင်လဲဘာလို့လဲမြေကြီးနဲ့သွားထိရပါပေါ့เนาะဆိုတော့အဲ့အဲ့ဒီလိုမျိုးဟာတော်တော်ငနေလောက်တိုင်းမှာကျွန်တော်တို့မြန်မာတွေ့နေပေါ့เนาะဆိုတော့ကတော့ဆိုတော့ကျွန်တော် offset ကတိတ်မရှိဘူးပေါ့เนาะ ဆက်တမကြည့်မယ်ဆိုတာမန္တလေးရဲ့ geological map เนาะအဲ့တော့အားလုံးကြည့်မယ်ဆိုတော့ဒီမှာရာဝီမေးရှိတယ်ဒီမှာဆိုပြီး subscribe ရေးရှိတယ်ဒီဘက်မှာတော့ကျွန်တော်တို့ conglomerate ကို conglomerate ကိုခေါ်တယ်เนาะဘာလို့ two like လဲအောက်ဘက်မှာကျွန်တော်တို့เนาะအဲ့လား channel ကို set value cross value အားဖြင့်ဒီဘက်မှာတော့ကျွန်တော်တို့ဒီဆက်ရေးရှိတယ်အဲ့တော့ core block ကျွန်တော်တို့ရတော့ကျွန်တော်တို့ network ကိုလည်းပါပြရတယ်ဒီဘက်မှာ core ကိုเนาะ cross value မှာပြလိုက်เนาะ budget ပြီးတော့မှာ5 base ပြီးမှာပဲဘယ်လိုကောက်ထားလဲဗျာเนาะအဲ့တော့ နော်တဖြည်းဖြည်းကျွန်တော်ထင်တဲ့အဲ့ဒီလူတွေတင်ကြီးတော့ကိုရှေ့ခါလာမသိဘူးဗောနော်ပတ်စံရှိတယ်ဒီအဲ့ဒီဘက်ကဆွတ်ကျွန်တော်လေးကောင်းတယ်ဗောနော်ဆိုတော့အဲ့ဒီဘက်ကလည်းပဲဘလောက်ဆိုတော့ drama fact ဖြစ်တယ်ဆိုတော့မရောက်ခဲ့ဘူးဗောနော်တကယ်လို့ကြာနော်တော့လေးလာလို့ okay တယ်ဆိုရင်တော့သူတို့နော် new city တွေပါလို့ချင်တော့အဲ့ဒီဘက်ကိုတော့သွားတင်တာဗောနော် ောက်တစ်ခါကျွန်တော်အပြန်မှာကျွန်တော်တို့နော်ဆီယမ်ဒေါ်ယူနေကိုသူရဲ့ဂျုံလိုက်ပို့ရင်းနဲ့တော့မတိုင်းပြည့်တဲ့အားလေးတစ်ခုပေါ့နော်ဆိုတော့ဒေါ်မကြည့်နေဆိုရင်သူကတူလို့လေးပဲနော်ဒါပေမဲ့သူ့ဘက်ကဒူတော့ရှောက်ရောက်လာပြီဒီမှာတစ်ခါတဲ့နော်ဟိုကပုံမှန်မြင်တဲ့အတိုင်းနဲ့နော်ကွက်ထွက်သွားပြီးတော့မှနော်သူ့ရဲ့ fault pattern အတိုင်းဘုံသွားတာပေါ့နော်ဒီမှာလည်းပဲကျွန်တော်တို့တစ်ဖက်ရှုအော်တစ်ဖက်ပိတ်ဆဲလို့ရှိတယ်တော့ gang ကတစ်ဖက်ပိတ်ဆဲလာမသိပါနော်အဲအဒီရဲ့နော်ဟလာရေပါဝင်တဲ့အဖက်ကြောင့်လည်းပဲပို့ပြီးဆိုးမဲ့တယ်နဲ့ရေကမ်းဘက်ကိုအကုန်လုံး slide ဖြစ်သွားတာကျွန်တော်တို့တွေ့ရမှာပေါ့နော် ဆိုတော့ကเนาะအဲ့ဒါနေကိုကျလေးနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ကအကွေကြောင့်ဖွဲ့ချတယ်ဖြစ်တယ် liquidation ကြောင့်စက်တမ်ဘာနေ့ဖြစ်တယ်နော်အဲ့နော်အဲ့လားနော်ကျွန်တော်အပွေကြောင်း lens light တွေဖြစ်တဲ့ slope တွေနော်အဲ့လား river bank တွေပြိုတယ်စပြင်းနော်ဒါတွေအားလုံးနော်ဒါဘာကြောင့်ဖြစ်လာလဲဆိုလို့ရှိရင်နော်ခုနပြောသလိုနော်အကုန်လုံးအပွေကနောက်ဆက်တွဲတွေဟုတ်ပါဘူးနော်အဲ့လားနော် တော်တော့ဖြစ်လာတယ်ဦးပြောလိုက်။နောက်အပ်ကိနဲ့ဖြစ်တာတွေကကြတော့ alignment တချို့တဲ့နေမှာ parallel ဖြစ်ပြီးမယ်။တချို့နေရာတွေမှာကြတော့ဘာဖြစ်သွားလဲ။ self flow အကြောင်းသူဒီ alignment မပြီးတော့ဘူးเนาะအပ်ကိုတည်းမပြိုင်တော့ဘူးမပြိုင်ဘူးเนาะကျွန်တော်ပြောသလိုဟောဘက်ကเนาะသူနဲ့ချေเนาะဆရာမလေးတင်ပြပါဘူးဘောเนาะဆိုတော့မပြိုင်နဲ့အခွင့်အကြောင်းနေလဲအထူးသဖြင့်ဘာမှတွေ့ရလဲဆိုတော့ member ဘက်မှာသူကတွေ့ရတယ်เนาะဆိုတော့ကအဲ့တော့တော်မင်းများကเนาะတော့ဟိုကကျွန်တော်အင်္ဂလိပ်လိုရေးလိုက်လို့ရှင်เนาะဟိုက အချိန်လည်းတိတ်မရဘူးတို့ကြောင့်တချို့ဟာလေးတွေဒီမှာကျွန်တော်မြန်မာလေးရေးပေးထားတာရှိတယ်နော်အဲ့တော့ကျွန်တော်ဒါပြီးရင်တော့ပြန်လဲတိစောင်းရေးတွေလုပ်တော့မှာပေါ့ ပြန်လဲစစ်လုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနော်အဲ့တော့အမေရိကန်ကအရင်အကြောင်းတွေမှာရှိနေရတယ်ရှိမယ်အဲ့ဒီနေရာတွေအမိုးပဲဆိုပို့ပြီးတော့ပါလို့မယ်ရေတက်လာမယ်ရေတက်လာပြီဆိုရင်ကျွန်တော်ပိုဝါတာပရက်ရှာတွေတက်လာတော့မယ်နော်ပိုဝါတာပရက်ရှာတွေတက်လာပြီဆိုတဲ့ကိုကဘာဖြစ်လဲအဲ့ဒီအဆောက်အဦတွေကတော့ဒုက္ခပြေလို့ပါလို့နော်ဒါကြောင့်မို့ကျွန်တော်တို့ကဘာလုပ်တယ်လဲ ground modification တွေလုပ်တယ်လဲနော်အဲ့တော့ ground modification လုပ်ခွင့်မှာတော်တော်လေးကိုအဲနော်ကလာနော်မိပြင်လာတွေတိုးတက်နေပါပြီ ဟုတ်လားနော်သူက admitter ထည့်မလားတော့လူတင်းနေအောင်လုပ်မလား guardian တွေထည့်မလားနော်အဲ့ဒါ jurisdiction တက်တိတ်တွေလုပ်မလားစသဖြင့်အဲ့ဒီနည်းတွေနဲ့ဆောင်ရွက်ပြီးတော့မှာပဲအဲ့ဒီနော်အကွက်ကြောင်းတွေမှာပြန်ပြီးတော့နော်လုပ်ပါဘူးနော်ပြန်တက်တိဆောက်တင်ပါတယ်အလောကုန်တဲ့နော်ပြန်လုပ်လိုက်ရင်တော့ထပ်ပြီးတော့နော်ဟုတ်လားအခုမဖြစ်ပေမဲ့ moving လူတွေအမှုကြထပ်ဖြစ်နိုင်တာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့တော်တော်များများအဖြစ်ပုံ area တွေမှာတော့ကျွန်တော်တို့နော် brick locking တွေကိုတော့နော် engineer ရဲ့အမြင့်ကြားချက်တွေလို့တင်နေပေါ့ เนาะတော်မင်းများအုံနိုင်ရန်နဲ့တိုက်နဲ့တွဲတဲ့เนาะဇာတိလူဟာမျိုးမခံမဲနဲ့ဒီတိုင်းကိုလုတ်လိုက်တော့ပြည်လဲပြီးတော့အချက်လိုက်ပြီးပြုတ်ကြเนาะအဲ့တော့ နော်အပ်ဂရိတ်သဘောတရားနော်ဒီဘက်ကအချက်ကဒီဘက်ကပြုတ်ကြတယ်ဒုတိယချက်ကဟိုဘက်ကိုပြုတ်ကြတယ်နော်ပြောက်သွားလို့လဲစီးနေသွားလို့ပဲနော်ဟိုမင်းလည်းငါလည်းမင်းလည်းငါလည်းဆိုပြီးတော့ကြည့်လိုက်လို့ရှင်ဒါတစ်ခုပြီးတစ်ခုပြုတ်ပြုတ်ကြတာဘာသူတို့ပြောပြရတာပြရတယ်။ပုံလေးလေးမှလည်းဒီတိုင်းပဲလေဆက်လက်ပြုတ်ကြပြီးတော့မှကိုရင်လေးခုနှစ်ပါးနော်အသက်ဆုံးရှုံးခဲ့ရတယ်နော်။ဒါကလည်း brain login အဆောက်အဦပဲပေါ့နော်။ဆိုတော့ brain login စောက်တော့မယ်ဆိုရင်တော့နော် engineer တွေအကူအညီနဲ့ပဲနော်ဟာလား။ဒီချာ submit ကြလုပ်တယ်နဲ့ နောက်တစ်ခါကျွန်တော်တို့နော်မီလာအကောင့်အကွဲကြောင့်ပို့တဲ့အခါမှာမိုးမိုးရင်းကြမိုးရွာလာမယ်နော်အဲ့ဒါအဲ့ဒီခါကျလို့ရှင်ဘာဖြစ်မလဲအဲတော်များများနော်အဲ့ဒါနော်ဒီဖေဒူရီထပ်ဖြစ်သွားနိုင်လည်းရှိတယ်ဒါကြောင့်မို့ကျွန်တော်ဘာလို့ပြင်နေဆိုလို့ရှင်သိသိချက်ကစနစ်ကြနော်လိုပါမယ်ပြီးရင်နေဆန်းဖို့လည်းစနစ်ကြလို့ပို့လို့တယ်နေဆန်းလို့ဆိုတာဘာကြောင့်စနစ်ကြပြောလို့ဆိုရင်စနစ်ကြမဆန်းနဲ့နော်ဟုတ်လားအဲ့ဒါရှိခဲ့တယ်နော်ဒီလိုမှအပြည့်ပြောခြင်းမဟုတ်ပါဘူးနော် ဟုတ်ပြီလားအဲ့ဒါကြောင့်ကျွန်တော်နော်ဥက္ကဋ္ဌရောကျွန်တော်မြန်မာနိုင်ငံငလေကုံပြီးဥက္ကဋ္ဌကိုတက်စီပေးပါမှာသတ်ပါတီတခုထားပေးပါဆိုပြီးတော့ဗောနော်ကျွန်တော် request လုပ်တော့ရှိတယ်နော်အဲ့ဒါဆိုမှသူတို့လုံပါနော်ငါးမိနစ်ပြီးပါဆိုရင်ကွန်ပျူတာထဲမှာပုံဝင်ပြီးတော့ငါးလုံးပွားလိုက်တာ နော်ဟုတ်ပြီလားနော်ဟုတ်လားနော်အပေါင်းပြရမယ်ဝိတ်အမှန်ကိုမတုံးနဲ့လက်ကလေးနဲ့မှမပြီးရိုက်ချပြီးတော့မှတိုးတွေမှနော်ဟုတ်လားလက်သမားတွေတိုင်ဆိုင်တယ်လို့တင်းတုံနဲ့ရိုက်ပြီးတော့မှဆန်းတဲ့ဆန်းတက်မျိုးလေးရတော့အခုကျွန်တော်တို့နော်အားလုံးလေးနဲ့တိုင်မယ်အပ်ွေဆိုပြီးအကြီးပဲနော်ဆိုတော့အဲ့ဒါလေးစဉ်းစားကြလို့ခုလို့ပါနော်ဒါမှမဟုတ်ကျွန်တော်တို့ဒကိုင်းပြရွေးနဲ့ဒီနေ့ပြတ်ထွက်လာတဲ့နော်ပြရွေးအကြောင်းလေးတွေနော်နော်ကြားထဲမှာ ကျွန်တော်ရှီယာဇုံလို့ခေါ်တာပေါ်လာတယ်လို့ဒီကနေ့ဆရာမလေးပြသွားတယ်အဲ့ဒီရှီယာဇုံကိုတော့ကျွန်တော်တို့ကနော်ဘာလို့လဲဘာလို့ဘောက်ကြကြကျွန်တော်စောင့်အောင်တော့မသိဘူးပေါ့နော်တော်တော်လေးအဲ့ဒီရှီယာဇုံမှာတော့လောလောဆယ်ကျွန်တော်တို့တို့နိုင်မှာဆိုရင်တော့ပညာလူပါတို့ညာတို့ပေါ့နော်အဲအဲ့ဒါလေးတွေတို့လောက်တာပြရတယ်ဆိုတော့ကျွန်တော်ကလည်းအဲ့ဒီလိုဘက်ထွက်လာပြီဆိုရင်တော့အဲ့ဒီနေရာလေးကိုတော့ဘာလို့ရှောင်ရှားသင်ပြီးတော့မှာဟုတ်လားနော်ဒါတိကျပေါ့နော်ဟုတ်လားဥယျာဉ်လေးပါလေးတွေလောက်ပြဖို့ပြထားပေါ့နော်ဆိုတော့ကျွန်တော်တို့ နော်ဒါသင်ခဲ့တာနော်ဆင်းခဲ့တာအားကို ကျွန်တော်ကတော့ inner geology ပေါ်တော့ပြီးတော့တင်ပြပါတယ်နောက် interpretation ကတော့နောက်ကျွန်တော်နဲ့ဆင်းတဲ့အတူဆင်းဆင်းတဲ့နော်ဆရာမလေးတောက်ကတင်ပြပါမယ်အားလုံးကျေးဇူးတင်ပါတယ်